ဟောင်းနေတွေ့ပြီဆိုတွေ့ပြီဆိုအေးတွေ့ပြီဂျမတော်ဘောတူတဲ့ဘက်ကတွေ့တာဟတန်တဲ့တာတလုံးပဲမထိုင်မဲတောက်ခတ်ထားတယ်တောက်ခတ်ထားတယ်ဆိုတဲ့စကားကြောင့်ဝဝေကဟာဒါဆိုသိကြတယ်ဒါအဖွားထားခဲ့တဲ့အမွေပစ္စည်းပဲဖြစ်ရမှာမဟုတ်ရှင်လေဘာလို့တောက်ခတ်ထားနေမလဲဟုတ်တယ်မလားဟုတ်တယ်ဟုတ်တယ်အထဲမှာဘလို့ယန္တနာပစ္စည်းတွေပါမလဲမသိဘူးနော်ဟမ်ဟဲ့ဘုဒ္ဓဘလို့လဲဖွင့်ကြည့်တော့မလား တော့ခလောက်ကိုငါခဲနဲ့ရိုက်ခွဲလိုက်မယ်။အေးချကွာဖွင့်လိုက်။ဒါနဲ့ငပိန်လေအနီးနားခဲတလုံးကိုယူလို့တစ်တောင်မှကတ်တာရီတော့ကိုရိုက်ခွဲလိုက်တယ်။အဲ့ဒီမှာပဲတော့ဖွင့်သွားတာဆိုတော့ငပိန်ကဟဲ့ငါဖွင့်လိုက်ရတော့မလား။အေးဖွင့်ကွာဖွင့်ဖွင့်တခုသောနေ့မှာတော့ပေါ်တူတို့တတိကုပြစ်မာကြရင်နဲ့ တွင်သည်စားနေခဲ့ကြတယ်။ဟဲ့အောင်တော့ဘောမင်းကြီးစားနေရပဲဖြစ်ဖြစ်စားဟာဓာတ်နဲ့ကုံတော့မှာတူဘောကတော့ငပိန်ပါပျော်ပျော်ခေးမဆိုင်ပြီးဆက်စားနေခဲ့တယ်။ဓာတ်နဲ့ငပိန်ဟာဟာဒီအောင်တော့ဘောကတော့ဖြစ်ဖြစ်စားလို့မင်းတယောက်နဲ့စားဖို့ဝယ်လာတာမဟုတ်ဘူးဟာပြောမနေပါနဲ့ကွာပြောလည်းမင်းရနိုင်ဘူးသူနဲ့သာအပြန်လိုက်စားလိုက်ဘလို့နဲ့သူတို့စားနေကြတော့ဖိုးတို့အဖေရဲ့ညီနဲ့ သူသားသမီးဖြစ်တဲ့ကောင်းကောင်းနဲ့ဝဝေးလို့ရောက်လာကြတယ်။ဘိုးသူဟာသူ့ကိုမြင်တော့ဟဲ့ောင်းနေဒွင်းသီးတွေဖွဲ့ဒွင်းသီးတွေဖွဲ့ဟာဟဲ့ဖွဲ့เสียမရှိတော့ဘူးလေအကုန်ကုန်သွားပြီဟာဒီတော့မှဘိုးသူလည်းသူ့ဘလောင်းမှမစားလိုက်ရပဲကုန်သွားမဲတည်သွားတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှပဲဦးသိန်းမောင်ကအလင်လုံးကြီးရဲ့ပုံစံနဲ့ဝင်လာတယ်။ဟေ့ဘိုးသူအကိုကြီးရောရှိလားဟုတ်ရှိတယ်ဗျဦးလေးအိမ်မော်မှာဗျဟမ် ဒါနဲ့ဦးသိမ်းမောင်လည်းအိမ်မော်တက်ကိုခက်သွက်သွက်တက်သွားပြီ။ဒါကြောင့်ကောင်းကောင်းနဲ့ဝေဝေကပို့ထုတ်အောင်အောင်ရှောင်းလာပြီ။ဟောက်နေမင်းတို့ဒွင်းသည်စားနေကြတာလား။အေးဟုတ်တယ်။ဘာဒါမဲ့ကုံသွားပြီ။ဒါနဲ့ဦးလေးသိမ်းမောင်မော်ဆန်ကအလီလွန်နေရပုံမင်းဘာဖြစ်လာကြလဲ။ဒါနဲ့ဝေဝေကပြောပြတယ်။အဖွားဒီမနေ့ပဲတွေ့လို့လို့စင်အောင်တက်လိုက်ရတယ်။အဖေပြောတာကတော့အဖွားချင်နေကမကောင်းတော့ဘူးတဲ့။ အရာဦးသိန်းဝင်လေခဏခဏမင်းနေလို့ငါတို့လာခေါ်ကြတာဟမ်အဖွားတော်တော်နေမကောင်းဖြစ်နေရလားဟုတ်တယ်အဲ့လိုပြောတာပဲသူတို့ဒီလိုပြောနေတော့ဦးသိန်းတရားအင်းရောက်ထက်ကို သူ့ညင်နေသူဆင်းလာတယ်ဒါဖိုတိုဖဖေးစင်းအောင်လိုက်သွားအောင်မင်းအိမ်မှာသားအမေနဲ့သူနေခဲ့လိုက်နော်ကောင်းကောင်းနဲ့ဝေဝေးကလည်းအိမ်မှာပဲနေခဲ့ကြစင်းအောင်မလိုက်ခဲ့ကြနေတော့ကြာလာဟုတ်ဦးသိန်းဖဖေးဖဖွားတော်တော်စိုးရင်ရလားဟင် อืมไม่ติดดีอูตาเอ้พะเปตั้วจีอ่ะมาเว้ยเกลาโพติ้งมาตั้วจ้าซุเฮ้တလုံးနဲ့ညနေပဲရောက်တော့ဖိုတူတယောက်တည်းအကန်းနဲ့မှစောင်းဖတ်နေတော့ကောင်းကောင်းနဲ့ဝဝေတို့နေအောင်အကန်းနဲ့ဝင်လာကြတယ်ဖိုတူနေအိတ်နေပြီလားအော်ေးမိတ်တည်ပါဦးဟိုဘာပြောမလို့လဲဟာဟိုငါတို့ကွာ အဆင်ပြေမှာပါနော်ဘုဒ္ဓအေးပြေမှာပါနင်ကလေအဖေတို့ဦးလေးသိမ်းမောင်တို့လည်းရှိနေတာပဲဟာဒါနဲ့ဘုဒ္ဓမင်းမင်းပိန်စီကနေအဖေကအမွေချန်နာခဲ့တယ်ဆိုတော့တတိနေပါလိမကြားမိဘူးလားဟမ်အမွေဟုတ်လားမကြားမိပါဘူးနောက်ပြီးအမွေဆိုတာသိမ်းမပေးတာဥစားဘယ်လိုလုပ်ရှိမှန်းလဲမဟုတ်ဘူးရှိတယ်ဟာအဖေကငါတို့အိမ်နေထဲမှာအမွေထားခဲ့တယ်တဲ့မင်းအဲ့ဒါမသိဘူးလား မသိပါဘူး။ဘာမွေလဲဆိုတာတော့မသိဘူး။အဖေပြောတာကတော့ဟိုတကောက်ငါတို့အိမ်နေလိုက်လေတုန်းကငါတို့မသိအောင်နဲ့အိမ်ထဲမှာပစ္စည်းတစ်ခုခုဖွက်ထားခဲ့တာတဲ့။ကောင်းကောင်းအဲ့လိုပြောလိုက်တော့ငွေဝီကလေဟုတ်တယ်။ဟိုရင်သနာပစ္စည်းလိုတော့ပြောတယ်။အဖေကတော့ဟိုစိတ်နေရှိနေဖြစ်မလားမသိဘူးတဲ့။ဟာဟိုတူလေနှစ်ယောက်စလုံးကအတီးပေါင်းနဲ့ပြောနေတော့စိတ်ဝင်စားလာတယ်။မင်းတို့ကအဖွားဖွက်ထားခဲ့မှန်းဘလို့သိရလဲ။ ဘသူပြောလို့လေအဖွားအဖိုးနဲ့စိတ်ဆိုပြီးတော့အိမ်ကဆင်းလာတဲ့နေ့တော့ကလေအဲ့နေ့တော့ကအိမ်နောက်ဖက်မှာပစ္စည်းဖွက်နေတာငါမြင်ခဲ့တယ်ဟာဟမ်မင်းအဲ့ဒါကိုတော်တော့မကြည့်ဘူးလားငါတူးကြည့်တာပေါ့ဟိုတိုင်းမှရှောင်မတွေ့ဘူးငါကလေဘယ်နောက်ဖက်ထားခဲ့လဲဆိုတာမမှတ်မိတော့အေးကောင်းတာပေါ့ကွာအဲ့ဒါငါတို့ရှာကြည့်ကြမလားဟိုမင်းကအိမ်ရောက်တက်မှရှာငါအိမ်ပေါ်တက်မှရှာမယ်လीဘယ်လိုလဲဘာလဲအခုချက်ချင်းလားအေးလေ ဘာဖြစ်လို့လဲဟွଁအခုဆိုရင်တော့ပါပြီငါရေချိုးထားတာချွေးပြန်မထွက်ခြင်း။နောက်ပြီးတခါလေးငါပြောထားမယ်နော်။ပစ္စည်းရှာတာကိုခွဲမရှာဘူး။မင်းနဲ့ငါအတူတူပဲရှာမယ်။မင်းတို့ငါမယုံ။ဖိုးတို့တလို့ပြောလိုက်တော့ကောင်းကောင်းနဲ့ဝင်ဝင်လေးမျက်နှာရှုံ့မဲ့သွားကြတယ်။ဒီလိုနဲ့နောက်တနည်းမနေရောက်တော့ဖိုးတို့နဲ့ကောင်းကောင်းတို့မောင်နှမနဲ့ ိမ်မော်မှာပြစ်စည်းလိုက်ရှာကြတယ်။ဟောင်းလေငါနာမှာပဲနေနော်ငါပဲရှာမှာ။ဟဲ့နင်ရငါတို့အဲ့လောက်တော့မယုံဘူးလား။မယုံပါဘူး။ငါနာမှာပဲညင်ညင်လေးနေငါလိုက်ရှာမှာ။ဒီလိုနဲ့ပိုတူတရားအေကန်းလေးကအန်ဆွဲတွေပြီးလို့ဒီနေ့စွဲကောင်အောင်ဒီမှာလိုက်ရှာတယ်။ဒါပေမဲ့လေဗမားမှာမတွေ့တော့ဆိုတော့ဟောင်းလေဘာပြစ်စည်းမှမရှိပါဘူး။အထူးဆန်းဆိုလို့ဘာမှမရှိတာ။ဒါဆို ိမ်မော်မှာမရှိရများလားပဲအင်ယောက်ကမြေကြီးထဲမှာများဖွက်ထားလားမသိဘူးနော်ဟိုရှေ့လူကြီးတွေကအဲ့လိုမျိုးဖွက်တတ်တယ်လीဟမ်ကောင်းကောင်းပြောတာကရုပ်တိရှိနေအောင်ဆိုတော့ဖိုးတူကအေးဟုတ်သားပဲဒါဆိုငါတို့အင်ယောက်ထက်မှာတွားရှာကြည့်အောင်လာလိုက်ခဲ့ကြဝူးအဲ့လိုနဲ့သူတို့တွေအင်ယောက်ထက်ကိုဆင်းရှာကြတယ် အောက်တက်ကိုရောက်တော့ဝဝေကမြန်သွားအောင်လို့ငါနဲ့ကောင်းကောင်းကအိမ်နောက်ဘက်မှာလိုက်ရှာလိုက်မိ။နေကအိမ်ရှိဘက်မှာရှာလိုက်နော်။ဟမ်။ဒါကိုကောင်းကောင်းနဲ့ဝဝေကြောင့်တိနေရဲ့ဖို့တူကလက်မခံမင်းနေ။ဟာမရအောင်မရအောင်။နင်တို့ငါနာမှာပဲနေ။ငါနောက်သွားမှာနင်တို့ပါအနောက်ကိုလိုက်ရမှာ။ဟာဒီအုပ်ဆက်ယူကတော့မဟုတ်သေးပါဘူး။ဒါဆိုငါတို့ကမလုပ်နေရမှာလေ။မတက်ကြီးရပြီးတော့ဗာလေ။မင်းကိုအလားထိုင်ကြည့်နေရမှာလား။ ော်အဲ့လိုတော့ဘဲဟုတ်မလဲအပေါ်မှာပေါက်တူးနဲ့ခေါပြားရှိတောက်ယူကြီးကန်းကဒါမျိုးကြောင့်ငါတို့ကိုယုံနေပေါ့ဟုတ်လားပေါက်တူးနဲ့ခေါပြားကြီးယူပြီးထွက်ပြေးသွားမှာတော့မစိုးရိမ်ဘူးပေါ့ဟင်မျက်နှာပြောင်မနေနဲ့ကွာသွားအချိန်မရှိဘူးလို့ဒါနဲ့ကောင်းကောင်းနဲ့ဝင်လေအတူထွက်သွားပြီးခဏနေတော့ပေါက်တူးနဲ့ခေါပြားခိုင်ပြီးတော့ရောက်လာကြတယ်ချက်ရပြီအေးဒါဆိုငါခေါပြားယူလိုက်မယ်မင်းပေါက်တူးယူပြီးဟိုဘက်နာမတူငါဒီဘက်မှာတူမယ် ဒီလိုနဲ့သူတို့တူမြေကြီးထဲမှာရှိမဲ့အမွေကိုအစတူးကြတယ်။ဒါမှလည်းတူးတာတူးနေလားမြေကြီးထဲကနေဘာမှထွက်မလာနဲ့ဘုသူလည်းလက်တရကော်ပြားကိုအောက်ချလိုက်တယ်။ဟဲ့ကောင်ကောင်မင်းအမွေကြီးဆိုတာဘယ်မှာလဲဘာမှလည်းထွက်မလာဟာမင်းကလေတိန်လုံးနဲ့အောင်တူးကြည့်ပါအောင်ဟာမတူးကြည့်ရသေးပဲနဲ့မတွေ့ဘူးလာပြောနေရဟာငါမရတော့မရတော့ဖြော်ရီတော့တော့လိုက်အောင်မေမောလာပြီဒီတိုင်းဆိုလေ အမွေမတွေ့ခင်မူးလဲလိမ့်မယ်ဟိအဲ့လိုပြောပြီးအပြင်ကိုပြေးထွက်သွားတာဆိုတော့ကောင်းကောင်းဟာဟာဟိုဒါဆိုငါတို့လဲလိုက်မှာဗောဟာအတူတူသွားမယ်လေဒေလိုနီပို့ထုအနောက်ကနေပြေးလိုက်သွားတော့လေရှာလန်းနေကမော့ဆိုင်ကိုရောက်တော့အဲ့ဒီမျိုးအေးတူပေးပါဗျမင်းတို့နှစ်ယောက်ကရောဘာတော့မှလဲဟိုငါရေပဲတောက်တော့မင်း ဝဝိအတွက်ကတော့မင်းလိုတူဘူးပေးလိုက်ကွာဒီလိုနဲ့သူတို့ပြောရင်ဝဲတောင်းနေတော့ငပိန်နဲ့တုတ်ပေါ်တော့မုတ်ဆိုင်ကိုရှောင်းလာကြတယ်ဟာမတွေ့ဘူးတဲ့သူတွေနဲ့လာတွေ့နေတာပဲဟိအဲ့လိုပြောပြီးဖိုတူကိုစားနောက်ရင်ကြည့်လိုက်တော့ဒီကုလုံးကျူးရီထွက်နေတာဆိုတော့ဟာဟဲ့အောင်ဖိုတူမင်းကဘာလဲကွာချူးလောက်ခံများသွားတာလားဒီကုလုံးလည်းချွေးနေအမလေးမပြောချင်ပါဘူးကွာချွေးတော့ခန်းနေတာပိုကောင်းနေတယ် ထွက်လိုက်တယ်ချွေးရတော့ဟင်ဒီမှာလည်းကောင်းကောင်းပဲချွေးရအများကြီးထွက်နေရမင်းတို့တွေဘာလုပ်လာကြတာလဲဟဒီလိုနဲ့ဖိုတူဟာသူတို့လုံနေတဲ့ကိစ္စကိုပြောပြလိုက်တယ်ဟမ်အဲ့ဒီအမွေကြီးဆိုတာတကယ်ရှိလို့လားမသိဘူးဒီနေ့ကောင်ပြောတာပဲသူတို့သာမေးကြည့်တော့ဟမ်တကယ်ရှိတယ်ငါ့မျက်လုံးနဲ့တိကျမြင်ခဲ့တာပါဆိုအခုဖိုတူအိမ်မှာရှာကြည့်နေရပဲပျောက်တော့သူရှာရင်တွေးတယ်အခုကပျောက်နေရကွာရှာရင်တွေးမှရင် ောင်းကောင်းဘက်ကတရားရဂိုင်လုံးအတီပေါင်းနဲ့ပြောနေရဆိုတော့ငပိန်ကကောင်းပြီဒါဆိုငါတို့လည်းကုရှာပြီးမင်းဟာတကယ်လားမင်းတို့ကုရှာပြီးမယ်ဆိုရင်တော့ကောင်းတာပေါ့ဒါဆိုဒီလိုလုပ်မယ်လေမင်းတို့အိမ်ကနေပေါတူးဖြစ်ဖြစ်ခေါ်ပြားဖြစ်ဖြစ်ယူပြီးတော့လိုက်လာခဲ့လိုက်ကြငါတို့အိမ်ကနေစောင့်နေမယ်ဘလို့လေအေးရရလေဒီလိုနဲ့အတိုင်းမင်းပြီးတော့ကိုစီပြန်လာခဲ့ကြတယ် အိမ်အောင်အရောက်လာချိန်မှာကျွေးနေဖြစ်နေအောင်မြင်တော့ဖိုးသူမီကဟဲ့သားတို့ဒီကျင်းနေကဘာလုပ်ထားကြတာလဲအိမ်ရှိအိမ်မှာမြင်မကောင်းဟိုဟိုသားသားတို့ကြောင့်မှတင်ပြီးတဲ့ project တခုအိမ်စာလုပ်နေရမှာဗျဖိုးသူလည်းပါဇက်တဲရှိတဲ့ဟာရှောက်ရှီပြောလိုက်တယ်ဖိုးသူစကားကြောင့်ဒေါ်ပြုံးကဟမ်ဘာ project လဲဟိုဟိုလေဆီယမ်မရေရင်းတူနီတင်ပေးလိုက်လို့ဗျ ဲ့ဒါဟိုသားတို့လက်တွေတူးကြည့်နေစား။အော်အဲ့လိုလား။ဟုတ်ပါပြီ။တူးပြီးရင်တော့မြေတွေကိုပြန်ဖို့ထားရကြအောင်နော်။မြေမကောင်းအောင်ကြလား။ဟုတ်ဟုတ်ကဲ့မီ။ဟိုသားတို့ပြန်ဖို့လိုက်ပါမယ်ဗျ။အေးအေး။ဒါဆိုအမေခုမှပြန်ရပြန်အောင်တောင်းဆိုတော့အိမ်မော်တက်ပြီးတော့နားလိုက်အောင်မယ်နော်။ဒေါ်ပြုံးလည်းအဲ့လိုပြောပြီးတော့အိမ်မော်တက်သွားပြီ။ခဏကြာမှတော်ပေါ်နေငပိန်တို့ကော်ပြားကိုစီကိုင်းပြီးဖိုးထုတ်အိမ်ကိုရောက်လာကြ။ငါတို့ရောက်ပြီဖိုးထုတ် ။ဘာစလို့ရမလဲ။အေး။အိမ်နောက်ပဲကြောင်တို့လိုက်။တခုရှာတွေ့ရင်ငါ့ကိုလာပြော။ငါလာခဲ့မယ်။ဒီလိုနဲ့နှစ်ယောက်ကအိမ်နောက်ဘက်ကိုထွက်သွားကြ၏။အဲ့ဒီရဲ့ချင်းအိမ်မော်ရောက်နေတဲ့ဖိုတုမေရဲ့အော်တန်းကိုကြားပြန်နေ။တာဖိုတုအိမ်မော်မှာပစ္စည်းတွေကိုဘာလို့ရှောက်ခွာထားပြန်တာလဲ။ဟမ်။ဖိုတုလည်းအဲ့တော့မှသူခဏကလိုက်ရှာရင်းနဲ့ဖွက်တာမိတာကိုတတိယသွားတယ်။ဟာ ဟိုဟုတ်ပါမယ်ဟိုသားဟိုသားဖက်နေကြစောင်းပျောက်သွားလို့လိုက်ရှာရင်လည်းဖွားမိသွားတာဗျသားခဏနေရှင်းလိုက်မယ်နော်မီခဏမလို့ချင်းအခုလာရှင်းလဲအခုဟုတ်ဟုတ်မီလာပြီဗျဒါနေ့ဘူတူလဲအိမ်မော်တက်ကိုတက်သွားတယ်တပတ်မှလည်းငပိန်နဲ့တူဘောတို့နေရောက်ကအိမ်နောက်ဘက်ကသူတို့တူရမယ့်နေရာကိုကြည့်ပြီးစရိမျိုးချမိနေကြတယ်ဟဲ့တော့ဘော ဟိုဒီလောက်အကျဉ်းယူငါတို့ဒီနေ့တူးလို့ပြီးပါမလားအေးငါလည်းအဲ့ဒါစဉ်းစားနေရတူးမယ်ဆိုရင်တော့တော်တော်ကိုတူးရမယ်ပုံမင်းငါတော့ကူရှာပေးမယ်ဆိုပြီးဝင်ရှင်မိတာမှားပြီထင်တယ်ထားပါတော့ကွာရောက်လာပြီးမှတော့လေကူရှာလိုက်ကြတာပေါ့အမွေရှာတွေ့ရလေဟိုလောကကလေးပါလိတောင်းလာတာပေါ့ဟာဒီလိုနဲ့သူတို့နှစ်ယောက်စပြီးတော့ခေါ်ပြားနေနေကြီးကိုတူးကြတယ်အဲ့ဒီရဲ့ချင်းဖိုးတူးရောက်လာပြီးတော့ဟဲ့အောင်လေဘလို့လေအချိန်နေကောင်းလားဘာတွေ့လဲ လုံပြီးတော့အခုထိတော့ဘာမှမတွေ့သေးဘူးပို့သူရဲ့ရှိတာတော့တေးကြပါရဲ့နော်အေးတေးကြရဲ့တဲ့ကောင်းကောင်းပြောတာပဲကွာဟာမင်းဟာလေစရပါကွာအခုတူးနေရကိုသာဆက်တူလိုက်တော့မတွေ့ရင်လည်းထားလိုက်တော့မယ်အရေးမကြီးပါဘူးအေးပါဟိုဒါဆိုဒီတဲ့တွင်းတော့ငါဆက်တူလိုက်အောင်မယ်ဒီလိုနဲ့ပို့သူလည်းအရှိတ်ဘက်ကိုပြန်ထွက်သွားတယ်အဲ့လိုနဲ့တူးနေရုတ်တရက်ဆိုသလိုတုတ်ပေါ်အောင် ခေါင်ငပေးငါ့ကော်ဗျာတကူးကိုထိုးမိနေသလိုပဲကွာတိလားဟမ်ဟုတ်လားဘိုင်းလက်တော့ပေါ့မြန်မြန်ဆက်လို့စားမှာတော်ကြာဟိုဖိုးထုတ်ရှာနေရဲ့အမွေပစ္စည်းများဖြစ်နေမလားမသိဘူးအဲ့လိုကနေနောက်ဆုံးမှာတော့တောက်ခတ်ထားရင်တန်တိတာတိတိလေးတခုမြေကျွေးနေရနေထွက်လာတယ်ဟဲ့ငါပဲတန်တန်တိတာတလုံးထွက်လာတယ်ကွာဒါဒါဆိုအမွေပစ္စည်းရှိတယ်ဆိုတာသိကြတာပဲနင်းငါဖိုးထုကိုတွားပြောလိုက်အောင်မေး တုပ်ပေါ်လေချက်ချင်းဆိုသလိုပဲခေါ်ပြောင်းထားခဲ့ပြီးတော့အရှိတ်ကိုပြေးထွက်သွားသည်ခနာကြာမှာတော့ဖိုးတူတို့တတိတက်ကြွတဲ့ခြေလန်းနေနေတူအိမ်နောက်ဘက်ကိုပြေးလာကြသည်ဟဲ့နီတွေ့ပြီစို့တွေ့ပြီစို့အေးတွေ့ပြီဓမ္မတုပ်ပေါ်တူတဲ့ဘက်ကတွေ့တာဟာတန်တဲ့တာတလုံးပဲမဒိုင်မဲ့တောက်ခတ်ထားတယ်တောက်ခတ်ထားတယ်ဆိုတဲ့စကားကြောင့်ဝဝီကဟာဒါဆိုသိကြတယ်ဒါအဖွားထားခဲ့တဲ့အမွေပစ္စည်းပဲဖြစ်ရမှာမဟုတ်ရှင်လေ ဘာလို့တော့ခက်ထားနေမလဲဟုတ်တယ်မလားဟုတ်တယ်ဟုတ်တယ်အထင်းမှာဘလို့ယန္တနာပစ္စည်းတွေပါမလဲမသိဘူးနော်ဟမ်ဟဲ့ဘုဒ္ဓဘလို့လဲဖွင့်ကြည့်တော့မလားတော့ခက်တော့ကိုငါခဲနဲ့ရိုက်ခွဲလိုက်မယ်အေးချကွာဖွင့်လိုက်ဒါနဲ့ငပိန်လေအနီးနာခဲတလုံးကိုယူလို့တစ်တောင်မှခက်တာတွေတော့ရိုက်ခွဲလိုက်တယ်အဲ့ဒီမှာပဲတော့ဖွင့်သွားတာဆိုတော့ငပိန်ကဟဲ့ငါဖွင့်လိုက်ရတော့မလားအေးဖွင့်ကွာဖွင့်ဖွင့် အဲ့လိုပြောလိုက်ပြီးငပိန်ဖွင့်နေတော့မကြည့်ရတာနဲ့မျက်လုံးကိုလက်နဲ့ကားထားလိုက်တယ်။ဖွင့်ပြီနော်ဖွင့်ပြီနော်ဟမ်ငပိန်လည်းဖုံးမိတ်ကြီးမြင်လိုက်ရတဲ့အကြောင်းကြောင်းသွားတယ်။မမီကလည်းဟမ်ဘာကြီးလဲဟမ်ဘာမှမသိတဲ့ဖိုးသူကဟဲ့အောင်ငပိန်ဘာလဲဘာပါလာလဲဟိုဗရမများတို့နီလာတို့များပါလာလားဟုတ်လားဘာဗရမများဘာနီလာမှမပါဘူးဖိုးသူရဲ့ မျက်မျက်လုံးဖွင့်ကြည့်လိုက်။ဒါနဲ့ဖိုတူလဲချက်ချင်းမင်းမျက်လုံးကိုဖွင့်ကြည့်လိုက်တယ်။ဟာ။ဆော်ရလေးတွေ့ရပဲ။ဘာမှလည်းမပါဘူးဝင်။ဘလို့ဖြစ်တာပါလဲ။ဟာ။အစရေကဘာမှမထည့်ထားလို့ဘာမှမပါတာဘောကွာမင်းရလေ။ရော့။ဘာရေးထားတယ်ဆိုတော့ဖတ်ကြည့်လိုက်။အေးဟုတ်တယ်။ဖတ်ကြည့်လိုက်။တော်ကြလေ။အဲ့ဒီဆော်ရတရားမှာဟိုယန္တနာပစ္စည်းတွေရှိတဲ့နေရာကိုပြောပြထားတာလေဖြစ်နိုင်နေဟ။ဟာ။ဒါနဲ့ဖိုတူလဲဆော်ရကိုယူပြီးကြည့်ကြည့်လိုက်တယ်။ ။ဆောင်ရွက်ထင်းမှာတော့ခဲပကြီးနဲ့ဆွေးထားတဲ့အင်မွန်နဲ့အဆောင်ကိုတွေ့လိုက်ရပြီ။အဆောင်ရဲ့တနေရာမှာအနီရောက်ချက်ချီကလေးခတ်ထားတယ်။ဒါကိုတွေ့တော့တုံပေါ်ဟာဟောက်နေ။ငါဟိုဒီအင်ကိုမြင်ဘူးနေတယ်လို့ပဲ။ဟမ်။အေးဟုတ်တယ်။ငါရောပဲ။ဘာမှမြင်ဘူးတာလည်းမသိဘူးဗော။တို့တို့လည်းပြောနေတော့ငပိန်ကဟာဒါမင်းအိမ်မလေးဖို့တူရ။ဘာကြောင့်နေရလဲဟ။အိမ်တော်မှာဖို့တူလဲ။ ပုံနှင်းမှာဆွဲထားတဲ့အိမ်ကိုတေချာပြန်ကြည့်လိုက်တယ်။ဟာအိမ်ဟုတ်သားပဲငါအိမ်ဟာဒါဆိုဒီချက်ချီကတ်ထားတဲ့နေရာပါပါလိမ့်။အဲ့ဒီရဲ့ချင်းကောင်းကောင်းကဆောင်ရွက်ကိုဖိုးထုစီရနေတောင်းယူလိုက်ပြီးပြူတူပြဲတဲ့နဲ့ကြည်တော်လေး။အဲ့ဒီမှာပဲတကုတ်ကိုတွေ့လိုက်ရတာဆိုတော့ဟာဟဲ့နေဒီမှာကြည့်ဒီမှာကြည့်ဒါအဖိုးမပြတ်နိုင်နဲ့ရင်သနာရှိရဲ့နေရာဆိုပြီးရေးထားရတွေ့လားအောက်မှာတည်တည်လေးလေးဟာဟုတ်သားပဲ အဖွားကတော့တတော်ဘေးလေးကြိုက်ပုံပဲဟိဖွားထားလိုက်တာများတမျောတခေါ်ပဲအဲ့ဒါကြီးနောက်မှပြောရေသနာကိုလိုက်ရှာရအောင်ရော့ဖို့တူနင်ကအိမ်မရှိဆိုတော့အဲ့နေရဘယ်နေရလဲဆိုတာသိမှာပဲသွားရှေ့ရနေသွားဒါနဲ့ဖို့တူလဲပုံနည်းကကြက်ကြီးခက်တာနေနေအောင်တေချာကြည့်နေအဲ့နောက်တော့ဟာငါသိပြီလာခဲ့သွားရအောင်ဒီလိုနဲ့သူကဥဆောင်ပြီးတော့ရှေ့ကထွက်သွားတယ် ိမ်နောက်တော့အဆူလိုက်ပြုံလိုက်ကြည့်အိမ်မော်ကိုရောက်လာကြရင်ကဝဝေကဘယ်နာလဲပို့သူရဲ့နေဟာလေကြာလိုက်တာကိုယ့်အိမ်ကိုဘယ်နာမှရှိမှမသိဘူးလားနေပါအောင်ဟာငါကြည့်နေရလေနေဟာလေဘာလို့နေရလဲအဲလိုပြောပြီးတော့ဆောင်ရွက်ကိုနောက်တစ်ခေါက်ပြန်ကြည့်တယ်ပုံနှင်းမှာဆွဲထားရဆိုတီဗီနဲ့ဧည့်ခံမင်းအဲနှစ်ခုကြားမှာကြက်ချီခန်းကြီးပြထားတာဆိုတော့ဟဲ့ပို့သူဟိုဖះဖះစင်ရော မဖြစ်နိုင်ဘူးလားမင်းပြောမှုများဆိုအဲ့ဒီငကုကြောင့်မှရှိတာဖះဆင်မရှိအေးဟုတ်တယ်နော်ဖះဆင်ပေါ်မှာများဟိုရေသနာတွေဖွက်ထားလားမသိဘူးဟုတ်မှာပေါ့ဟရေသနာပစ္စည်းဆိုတာခိုးချိန်လို့ကျင်နေသူကြီးများရဲ့လीအဲ့တော့ခိုးဖို့လူဖို့ခရင်နေဖះဆင်ပေါ်မှာထားထားနေမှာပေါ့ဒါနဲ့နေပါအောင်ငါတို့မနက်ကအိမ်မော်တက်မှာရှာတော့ကဖះဆင်မှာနေမရှာကြည့်ဘူးလားအေးမရှာလိုက်ရအောင်အော်အေးပါဟာ ဒါဆိုလေအခုရှာရအောင်လားဒါနဲ့တို့တို့တွေဖျားဆင်ရှင်ကိုသွားလိုက်ကြရင်ဖျားဆင်ရှင်ရောက်တော့ဖို့တူအောင်ကြက်ကြီးခတ်တာတွေနေရာတော့ရောက်ပြီးဟိုရတနာပစ္စည်းကဗမာလေးဟာအဲ့လိုပြောပြီးတော့ဖျားဆင်မှာပူဇော်ထားတဲ့ဖျားပန်းဦးတွေနဲ့တောက်တော်ရေဦးတွေဈာရီကိုလိုက်ရှာတယ်အဲ့ဒီမှာပဲကောင်းကောင်းကဟဲ့ဖို့တူဟိုမောင်မောင် ဖះဆင်းလို့တော့နောက်မှာတက်တာလေးတလုံးတွေ့တယ်ကွအဲ့ဒါများလားမသိဘူးနော်ဟမ်ဟုတ်လားဒါနဲ့ဖိုးတူလည်းချက်ချင်းမင်းဖះဆင်းလို့တော့နောက်ကိုစမ်းကြည့်လိုက်တယ်အဲ့ဒီမှာတော့ကောင်းကောင်းပြောသလိုတက်တာကိုတွေ့လိုက်ရတာဆိုတော့ဟာဟုတ်တယ်ဟာတွေ့ပြီတွေ့ပြီဒီအောင်တော့ခံမထားဘူးပဲဖះဖိုးတူဖွင့်ကြည့်လိုက်တော့ကြာရယ်ကွာအေးပါကောင်းကောင်းရဲ့မင်းကငါ့ထက်တောင်မှစိတ်လုံးနေသေးတယ်အဲ့လိုနဲ့ဖိုးတူလည်းတက်တာကိုဖွင့်ကြည့်လိုက်တယ် ဒိုင်းနဲ့ဒီဒီကမာလေးဟာနာမြင်ပြီစရွက်ကြည့်ပဲဒီကလည်းဘယ်နောက်ညွန်ပြထားအောင်မလဲမသိဘူးဟာအဲ့လိုနဲ့စရွက်ကိုလမ်းယူကြည့်လိုက်တော့သူတို့တင်လို့မဟုတ်ပေစရွက်ပေါ်မှာစာရေးထားတာပဲတွေ့လိုက်တယ်အဖိုးမဖြတ်နိုင်တဲ့ရေသနာကိုစာရေးပေါ်ပြီးယူလိုက်ပါဆိုပေဟာဒီတော့မှရေရိုးစာရွက်မဟုတ်ပေစာရေးဖြစ်နေမှန်းသိပြီးတော့အမြန်မေးစာရွက်ကိုဖြည့်ကြည့်လိုက်တယ် အဲ့ဒီမှာတော့ဆောင်ရွက်ထင်းမှာဖရာတရားတန်ခါဆိုရင်စလုံးလေးတွေကိုတွေ့လိုက်ရတယ်။ဟင်။ဖရာတရားတန်ခါဆိုပြီးဘာလဲဟ။ပြောတော့အဖိုးအပြက်နိုင်နေရှင်းသနာဆို။ဟမ်။ငါသဘောပေါက်ပြီ။ငါသဘောပေါက်ပြီ။ဟမ်။မင်းကဘာသဘောပေါက်တာလဲ။ဟုတ်တယ်လေ။မင်းတို့ပဲစဉ်းစားကြည့်။အဖိုးအပြက်နိုင်နေရှင်းသနာတွေထဲမှာဖရာယေသနာတရားယေသနာတန်ခါယေသနာပါတယ်မဟုတ်ဘူးလား။အဖိုးပြက်လို့မရအောင်တန်မှုကြည့်ရလေ။အဲ့တော့ မင်းတို့အဖွားပေးခဲ့တဲ့အမွေကြီးဆိုတာဘာပစ္စည်းရဲ့သနာမှမဟုတ်ဘူးဒီဖျားတရားရှင်သနာပဲကွာငပိန်တလူရှင်းများလိုက်တော့မှဖိုးထူးတို့တွင်လည်းသဘောပေါက်သွားကြပြီအဲ့နောက်တော့တော်တော်လေးကိုစဉ်းစားတတ်ပါပြီလေအဖွားရေဒီလိုနဲ့စေယုံမောကသူ့အဖွားကိုဂိုင်းသူချီးကျူးလိုက်ကြတယ်